Hello အားလုံးပဲမင်္ဂလာပါရှင်။တခြားဒီနေ့မှာဒီလက်ပုံစံလေးသင်ပေးပါမယ်။ချက်ဒီမှာပုံလေးပြထားမယ်နော်။ဒါလေးကိုညီမလေးတယောက်ကမေးထားတာပေါ့နော်။အဲ့ဒါလေးဖြည့်ပေးပါမယ်။သူကကြတော့ချက်တို့ဒီလက်လေးကိုအလင်မှာအခွဲလေးပါတယ်ပြီးတော့အပေါ်လေးမှာထပ်ထားတယ်ပေါ့နော်။အောင်နာလေးမှာဆိုလို့ရှိရင်ချက်တို့လိုလေးပတ်ထားတာကသူကအတွန်းခေါက်လေးပါသေးရေပေါ့เนาะအဲ့ဒီပုံစံလေးသူကဒါလေးကိုပတ်တန်လေးတင်ပေးပါဆိုလို့ချက်ဒီလက်ပတ်တန်လေးတင်ပေးပါမယ်ရှင်အဲ့တော့ကိုဆွဲနေကြ ကိုဆွဲနေကြပတ်တန်ဒိုင်းလက်ပတ်တန်လေးတစ်ခုဆွဲထားပေးအဲ့ဒီလက်ပတ်တန်ပေါ်ကနေပြီးတော့ချဲအပေါ်ကနေဘယ်လိုပြင်ရမလဲဘယ်လိုဆွဲရမလဲဆိုတာလေးကိုထည့်ပြောပေးသွားမယ်နော်ချဲဒီရက်ထဲမှာမျက်နှာကြီးဖောင်းနေတွေးတိုးနေရလားမသိဘူးအိတ်တာရေများပြီးတော့မျက်နှာကြီးဖောင်းနေနည်းနည်းလေးတိခံပေးကြည့်ပေးနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီလက်ပတ်တန်ကြီးရှယ်ဥစားဆွဲမယ်เนาะ ဟုတ်ပြီသူကချေတော့ဆွဲနေကြအလက်လေးတစ်ခုရှိမယ်ဒါမျိုးလေးရှိမယ်နော်အဲ့ဒီမှာဒီချေတော့ကဒီလက်မှာဆိုရှင်ခလဲမြင်းလေးရှိမယ်ကွယ်နော်ခလဲမြင်းလေးကချေတော့ဒီလိုမျိုးလေးရှိမယ်တချမ်းပဲဆွဲရင်လည်းရတယ်ပေါ့နော်လေမျိုးတချမ်းကိုပဲချေတော့လိုချင်တာဩမင်းကလည်းမထင်ဒီလိုမျိုးတချမ်းကိုချေတော့လိုချင်တာအဲ့ဒီမှာ သူကအပေါက်လိုချင်တာပေါ့နော်အပေါက်ကလေးလိုချင်တာသူရဲ့ထိတ်ကလေးမှဒီလိုလေးလာပြီးရှက်သေးတယ်ဒီလိုညားလေးမှလာပြီးထက်တာဘယ်လောက်ထက်လဲဆိုတော့တလက်မလောက်ပေါ့နော်ကျော်ဒီကနေပြီးတော့တလက်မလောက်မှတ်လိုက်နော်တလက်မလောက်မှတ်လိုက်ဖက်ပြင်သူရဲ့အပေါက်လေးကတော့အများကြီးအဝိုက်ကြီးတော့မဟုတ်ဘူးအဲကျော်တို့ဘယ်လောက်လောက်လဲအပေါက်ပါတယ်ဆိုရင်ပေါ့နော်အရင်အဟိုက်ကြီးလည်းမဟုတ်ဘူးဆိုတော့ကျော်တို့သူကဒီအောက်မှာဘယ်နှလက်မထားရမလဲဆိုရင် ူကနှစ်လက်မလောက်ကျန်ရပြီဒီအောက်မှာနှစ်လက်မလက်ကနည်းနည်းရှည်ကျင်နေဆိုလဲနှစ်လက်မခွဲလောက်ပေါ့နော်အဲ့လောက်အကျန်ထားထားပြီးွားလို့ရှိရင်ဒီဘေးလေးကအပေါက်ပါတဲ့ဆိုရင်လေးပဲခွဲပါဖြစ်တဲ့အတွက်ဘေးကိုအရင်မဝိုက်ဘူးဒီလိုမျိုးလေးခွဲထုတ်မယ်နော်အဲ့လိုမျိုးလေးခွဲထုတ်မယ်ဆိုတော့ကျွန်တော်ဒီဟာကိုတဝက်ခွဲမယ်နည်းနည်းလေးပေါ့နော်နည်းနည်းလေးပဲဝိုက်လေးနှစ်စိတ်လောက်ဆိုရင်နှစ်စိတ်သုံးစိတ်လောက်ဝိုက်လိုက်အောင်ရပြီပေါ့နော်အများကြီးဝိုက်ရင်သူကအပေါက်ကြီးအကြီးဖြစ်သွားလိမ့်မယ် ီလိုမျိုးဟာလေးရသွားပြီဒီမျိုးရသွားပြီဆိုရင်သူ့ကိုဖယ်ထုတ်လိုက်အဲ့ဒီနေရာမှာခြေတော့အဲ့ဒီအပေါက်ကိုလိုချင်လို့ကြံတဲ့နေရာအထိကိုဒီလိုမျိုးပိတ်ထားပိတ်ထားပြီးွားပြီဆိုလို့ရှိရင်သူကဒီမှာလှိုင်းတွန်လေးပါမလားဩဒီလိုမျိုးအတွန်လေးအဲ့ဒီအခောက်တွန်လေးပါဖို့အတွက်ကိုခြေတော့ဒီနေရာလေးမှာခွဲကားထည့်ပေးရမယ်ခွဲကားကဘယ်နှကြောင်းလောက်လဲဆိုနှစ်ကြောင်းလောက်ဆိုရင်ရပါပြီเนาะနှစ်ကြောင်းလောက်ဆိုရင်ရပြီတစ်ကြောင်း နှစ်ကြောင်းဆိုပြီးတော့ဒီနေရာမှာခွဲကားလေးထည့်ပတ်တန်းအရင်မခတ်ပါဘူးပိတ်စတစ်ခုပေါ်မှာပေါ့ချက်ကိုထားလိုက်ပါနောက်မှာပိတ်စတစ်ခုယူပြမယ် ဒီလိုမျိုးအောက်ကပတ်တန်တစ်ခုခံလိုက်ပေါ့အဲ့ဒီပတ်တန်တစ်ခုပေါ်မှာဒီဟာလေးကိုချဲတော့ခွဲကားလေးတစ်ခုကိုအနည်းဆုံးမရှိပါဘူးဆိုရင်တော့မှတလမလောက်တော့ထည့်ပေးပေါ့နော်ဒီလိုမျိုးလေးထည့်လိုက်နော်ဒီလိုမျိုးလေးထည့်လိုမျိုးထည့်ရပွားရည်ဆိုလို့ရှိရင်ဒီမှာတိတ်လေးနဲ့ကပ်ပြီးတော့ ဒီမှာတိတ်လေးနဲ့ကပ်လိုက်ခွဲကားလေးထည့်ပွားတိတ်လေးနဲ့ကပ်ပြီးွားရင်ဆိုရင်ဒါလေးတော့ဒီလိုဖြည့်ပြီးရောနော်ဒီလိုဖြည့်ပြီးရောဆွဲလိုက်ပေါ့ဒါနဲ့တဏီရဲဖြစ်သွားအောင်ဖြည့်ပြီးရောဆွဲလိုက်အဲ့ဆိုရင်ညှက်ထုတ်လိုက်တော့ထုတ်ပြီးွားရင်ဆိုရင်ခြေရောဒီဟာကိုပိတ်ဆညှက်တော့မှာပိတ်ဆညှက်တဲ့အချိန်မှာ तू ကလေးရွက်ညှံမှာပေါ့နော်ခြေရောဟိုဘက်တစ်ချမ်းဒီဘက်ချမ်းအဲ့တော့ဒီလိုဘက်ကိုနှစ်ခုပြန်ပြီးတော့ဆက်ရမှာနှစ်ခုပြန်ပြီးဆက်ရမှာဟိုဘက်ဒီဘက်နှစ်ခုပြန်ဆက်ရမှာပြန်ဆက်တဲ့နေရာမှာ तू ကချုပ်ရိုးကြောင်းကိုမပေါ်ခြင်းလို့အပေါ်ကဒီအထက်လေးထပ်ထားတာဖြစ်တယ်ဒီလေမှာကွာ ဒီအလယ်မှာချုပ်ရိုးချောင်းလေးရှိရဲအဲ့ချုပ်ရိုးချောင်းမပေါ်ကျွန်တော်တို့ကဒီဟာလေးကိုပတ်ထားပါဘောနော်အဲ့တော့ဒီအပေါက်မှာအပေါက်ကိုခြေတော့ကကုတ်ကမှာမကုတ်ချင်ဘူးဆိုလို့ရှိရင်သူ့ကိုနှစ်ထပ်ယူလိုက်နှစ်ထပ်အလှချုပ်လိုက်နှစ်ထပ်အလှချုပ်လိုက်တော့ကုတ်เสียမလို့တော့ဦးဒီအနားတွေကနှစ်ထပ်ချုပ်ထားပါဘောနော်အဲ့တော့ဒီမှာသူကဒီမှာလေးခြေဒီမှာတလက်မပိုးပေးထားဖြစ်တဲ့အတွက်ပခုံးလာပူးတဲ့ချိန်မှာသူ့ကိုနှစ်ဖက်တလက်မလေးထပ်လိုက်ပါနော်ဒီအရွယ်နှစ်ရွယ်ဖြစ်သွားမှဖြစ်တဲ့အတွက်တလက်မလေးကိုထပ်လိုက်ထပ်လိုက်တဲ့အခါမှာဒီလေမှာလည်းတော့သူအပေါက်လေးနဲ့ဖြစ်သွားပြီဒီမှာကျတော့သူကခြေတော့ ဖွဲကထည့်ထားဖြစ်တဲ့အတွက်သူ့ကိုအပြည့်ဒီလိုတန်တန်လေးဆိုရင်ပြီးရင်သူတို့နှစ်ခုကိုပြန်ပြီးဆက်ကမှာဟိုဘက်ဒီဘက်ပြန်ပြီးဆက်ဆက်ပြီးတော့အဲ့ဒီနေရာမှာအခေါက်တွန်လေးတွန်ပြီးတော့ဒီလိုမျိုးလေးပြန်ပြီးတော့ပတ်ထားတာဖြစ်တယ်ဒီနေရာမှာဆက်ချောင်းရာလေးမပေါ်ခြင်းလို့ခြေတော့ပြန်ပြီးပတ်ထားတာသဘောပေါက်မလားဒီလက်ပတ်တန်လေးကအဲ့ဒါပဲ ုတ်ပြီးဒါဆိုလို့ရှိရင်ကျတော့ဒီလက်ပတ်တန်လေးကိုရောက်သွားပြီเนาะအဲ့တော့မေးထားရဲ့ညီမလေးကနောက်ထပ် live ချုပ်ချင်တဲ့သူတွေရှင်လည်းအဆင်ပြေမယ်ထင်ပါတယ်ဒီချက်စီမှာစာချုပ်ပညာရဲ့နဲ့ပတ်သက်ပြီးဘာတွေသိချင်လဲပတ်တန်နေမှမဟုတ်ဘူးကျတော့စာချုပ်ပညာနဲ့ပတ်သက်ပြီးကိုဘာတွေခက်ခဲရှိလဲဘာတွေသိချင်လဲဒီချက်စီကဘာတွေလိုချင်လဲလာပြီးတော့မေးလို့ရပါတယ်ဒီချက်တယောက်ချင်းစီကိုအဆင် like comment လေးတွေပြန်ပေးပါမယ်ရှင်နောက်ပြီးတော့ဒီချက်တင်နာတွေကိုကြိုက်တယ်ချက်ပညာကဏ္ဍဗီဒီယိုတွေကြည့်ရ like ချုပ်ရတာအဆင်ပြေတယ်ဒါပေမဲ့ဒီချက်ရဲ့ visit frame ကိုသိချင်တယ်ဒီချက်ဘလို့ကိုတိုင်းလဲဘလို့တွက်လဲဒီချက်ဘလို့မျိုးနီးတွေတုံးလဲ ်သိကျင်နေတချက်ပတ်သက်ဝင်သိကျင်နေဆိုလို့ရှိရင်ဒီချက်ချိန်မှာ online class တွေလည်းလာတက်လို့ရတယ်လို့မျိုးပတ်သက်စာအုပ်လည်းဝယ်လို့ရပါတယ်ရှင်။ online class တွေမှာကြတော့ဒီချက်ကတင်ငန်းစာတွေပါတာတော့နည်းတယ်တန်းတန်းမှာချက်တန်းခွဲတွေအများကြီးဖွင့်ပေးထားတယ်၈ခုတိရှိတယ်ပေါ့နော်။တန်းတန်းမှာတော့ချက်တို့တင်ပေးထားတဲ့တင်ငန်းစာအရေးတော့ကနည်းတယ်ဒါပေမဲ့သူ့မှာကြတော့ချက်တို့ပိစတဆာလုံးကိုအစာဆုံးကံပြီးအင်ကြီးဖြစ်တဲ့အထိချုပ်ပြရတယ်။အဲ့တော့ဘလို့လူမျိုးတွေတိုက်ရမလဲဆိုလို့ရှိရင်ကိုကအချုပ်ပိုင်းကိုတေချာနားမလဲသေးဘူးဒီချက်ချုပ်ပြတာကိုလည်းကြည်ကျင်သေးတယ်ဆိုလို့ရှိရင် online class လာပြီးတက်လို့ရတယ်။ကိုကဘယ်တန်းနဲ့တင့်တော်တယ်။ကို့မှာဘယ်လိုအချက်တွေရှိနေတယ်။ကိုကဘာတွေချုပ်ဘူးလဲဆိုတော့ဒီ channel viber မှာအသေးစိတ်လာပြီးတော့ဆွေးနွေးလို့ရတယ်။ဒီချက်ကဘယ်တန်းလေးတက်ရမယ်ဆိုအောင်ညွှန်ပေးပါရရှင်။အဲ့လိုမှမဟုတ်ဘူး။ကိုကလက်ရှိမှာလည်းချုပ်နေလက်စားရှိတယ်။ချုပ်လဲချုပ်ဘူးတယ်။ဒီချက်ကချုပ်နီးကိုပြောလိုက်တာနဲ့တမီးတို့ကတိတယ်ချုပ်နိုင်တယ်။ဒီချက်စီကအဓိကဘာကိုတိကျင်တာလဲဆိုလို့ရှိရင် visit frame နေအဲဒီချက်ဘလို့သုံးနေဆိုတဲ့နီးတွေကိုတိကျင်တယ်။ပြီးရင်တနေရာထဲမှာပက်တန်တွေကိုစုံစုံလင်းလင်းအများကြီးရကျင်တယ်။တစ်ခုတည်းဝယ်တာနဲ့ ်ပြည့်စုံနေတယ်ဆိုလို့ရှိရင်တော့ချက်ချင်းမှာမြန်မာဝစ်ဆုပ်ပတ်သက်စာအုပ်ဝယ်လို့ရတယ်ဒီစာအုပ်မှာဆိုလို့ရှိရင်တော့ချက်တော့တင်ငန်းစာပေါင်း80ထိထည့်ပေးထားတယ်မြန်မာဝစ်ဆုပ်ပတ်တန်နေကြီးပဲ90ဝန်းကျင်လောက်ပါတယ်ပြီးလို့ရှိရင်ကျန်တဲ့20ရပါလေဆိုချက်ခေါင်းနေပါတယ်စကတ်တွေပါတယ်ပြီးတော့လို့ရှိရင်အခြေခံကိုတိုင်းနီးတွက်နီးပတ်သက်ဆွဲနီးပတ်တန်အုံမှာဒီထက်မှအစုံပဲချက်တော့ ပခုံးမြောက်ပတ်တန်တွေမြန်မာဝစ်စုံအခြေခံပတ်တန်တွေပြီးလို့ရှိရင်ရင်ကန်ပတ်တန်တွေပါတယ်ပြီးရင်အုံွက်ထည့်တဲ့ပတ်တန် update တွေပါတယ်ပေါ့နော်အဲ့တော့ပတ်တန်အစုံမြန်မာဝစ်စုံအစုံဒီစာအုပ်ကိုဝယ်လိုက်တာနဲ့သင်ခန်းစာ80ဆိုတော့ဘလောက်ဆောင်လဲဆိုတာချေပြောမနေတော့ပြီးလို့ရှိရင်ဆွဲပြပေးထားတဲ့ပုံစံကကျတို့ဒီမှာဆိုရှင်အောက်ကအင်ကြီးပါတယ်ပြီးရင်ဘေးမှာပတ်တန်ပါတယ်ပြီးရင်အောက်မှာပြန်ရှင်းပြထားတဲ့စာပါတယ်အဲ့ဒီအပြင်ကိုဒီချေဒါပဲလားဆိုတော့ဒီထဲမှာသင်ခန်းစာများ80ထဲမှာတစ်ခုနှစ်ခုနားမလဲတာပါမှာဆိုလို့ဒီချေကဒီချေအတန် န်နဲ့ဒီစာအုပ်ကိုကင်ပြီးတော့ဗီဒီယိုဖိုင်အခု90ပြန်ရှင်းပြပေးထားတယ်။တင်ကန်းစာတစ်ဆိုရင်ဗီဒီယိုဖိုင်ရတစ်တင်ကန်းစာနှစ်ဆိုဗီဒီယိုဖိုင်ရနှစ်ဆိုကျွန်တော်တင်ကန်းစာတွေကိုအစင်လိုက် Telegram မှာဗီဒီယိုဖိုင်အခု90ပြန်ပြီးတင်ပေးထားတယ်။အဲ့တော့ဒီစာအုပ်တအုပ်ကိုဝယ်လိုက်တာနဲ့ခြေတို့က online class တံပေါ်မျိုးဗီဒီယိုဖိုင်လည်းရောက်သွားမှာဘယ်လိုချုပ်ရမလဲဆိုတာတွေပါချက်ကအဲ့မှာရှင်းပြပေးထားတယ်ပေါ့နော်။အဲ့တော့တနည်းအားဖြင့်မှစုံစုံလင်လင်ရချင်တဲ့သူကဒီစာအုပ်ကိုဝယ်ပါ။တော့အဲ့လိုမှမဟုတ်ဘူးချုပ်နီးပါတည်ခြင်း online class နဲ့ပါတွဲတက်ဒါဆိုရင်တော့အစအစအရာရအကုန်ပြည့်စုံသွားပြီ။ခြေတို့တင်ပေး ထားတာဒီ online class မှာကောစာအုပ်မှာကောအစစ်မြင့်လက်မအနေနဲ့ဖြစ်ပါတယ်။ချက်စီမှာစာအုပ်ရချင်တော့တအုပ်ကို3000ခန့်ထောင်မှာ Viber မှာတွားပြီးမှလို့ရပါတယ်။